thank mm -hmm. you ရှင်ကျမတို့ဒေါက်တာဒေါ်ဝင်းမြင့်ဖြစ်ပါတယ်အာရဆိုင်ရာအထူးကုဆောင်ဝင်ဖြစ်ပါတယ်ရှင်ကျမတို့ဒီဝီလိုလေးထဲမှာတော့အခုဆိုလို့ရှိရင်ပေါ့နော်ညရာဒီလည်းရောက်လာပြီဆိုတော့ကျမတို့တွေကပေါ့နော်ဝမ်ပြက်ဝမ်ရှော့တဲ့လူတွေလည်းများလာတယ်ဒီအပြင်ပေါ့နော်ချွေးထွက်တာတွေလည်းအများများပြီးတော့မှပေါ့နော်ကျမတို့ခန္ဓာကိုယ်ထဲမှာရေဒီဆုံးရှုံးနေနောက်အာရဓာတ်တွေဆုံးရှုံးတာတွေဖြစ်ပါတယ်အဲ့လိုဖြစ်တဲ့သူတွေအတွက်ဘယ်လိုသောအစားအသောက်မျိုးတွေနောက်ပြီးတော့မှဘယ်လိုမျိုးပေါ့နော်ဓာတ်စာရည်တွေဟာဆိုလို့ရှိရင်တင့်တော်တယ်ဆိုတဲ့အကြောင်းတွေပြောပြသွားမှာဖြစ်ပါတယ်ရှင် thank you မာနိုင်ငံကတော့ပြောမယ်ဆိုလို့ရှိရင်တော့ဒါအာပေါ့နော်နေပူတဲ့နိုင်ငံလေးဖြစ်တယ်အဲ့တော့များသောအားဖြင့်ဆိုရင်တော့ဒါအာ temperature တွေအနည်းအရကြည့်မယ်ဆိုရင်အနည်းဆုံးကပေါ့နော်38ဒီဂရီကနေပြီးတော့မှ40 42ဒီဂရီစင်တီဂရိတ်လောက်ထိရှိတဲ့မြို့တွေအားဆိုလို့ရှိရင်ပို့ပြီးတော့မှများပြားပါတယ်တောင်ပေါ်ဒေသတွေတောင်မှကျမတို့ပေါ့နော်32တို့35တို့ပေါ့နော်ဒါလောက်လောက်တော့ရှိတာတွေတွေ့ရတယ်အဲ့တော့ပေါ့နော်ဒီလိုမျိုးတွေထဲမှာအလုံးလုံးနေကြတဲ့သူတွေမှာဆိုလို့ရှိရင်အဲ့ဒါဆိုလိုအပ်တာတဲ့ချွေးတွေအားဆိုရှင်ပို့ပြီးတော့မှလည်းထွက်တက်လာပါတယ်အဲ့တော့ချွေးထွက် ်လာတာနဲ့အများကျမတို့ချွေးနဲ့အတူပေါ့နော်ခန္ဓာကိုယ်တွေကနေပြီးတော့မှရေဓာတ်ဆုံးရှုံးနေဆိုတာတွေကတော့ဒါလူတိုင်းတော်တော်များများသိကြပါတယ်ရှင့်အဲ့တော့ရေဓာတ်ဆုံးရှုံးတဲ့အခါမှာရောရေတစ်ခုတည်းဆုံးရှုံးသလားဆိုတော့အဲ့ဒီလိုမဟုတ်ပါဘူးကျမတို့ဒီကသွေးထဲမှာရှိတဲ့နော်ဆိုဒီယမ်လို့ခေါ်တဲ့နော်ဒါပေါ့ကျမတို့ပြောမယ်ဆိုတော့ minerals တွေပေါ့နော်ဒီအစားပေါ့ iron တွေလို့လည်းပြောလို့ရပါတယ်အဲ့တော့ကျမတို့ဒီအဟာရဓာတ်တွေလို့လည်းပြောလို့ရပါတယ်အဲ့တော့ဒီဆိုဒီယမ်တွေပိုတက်ဆီယမ်တွေဆိုလို့ရှိရင်ဒီချွေးနဲ့အတူပဲပေါ့နော်ဆက်လိုက်ပြီးတော့မှပဲကျမတို့တွေကဆုံးရှုံးသွားတာ ာတွေရှိတတ်ပါလိမ့်ရှင်။ဒါကြောင့်မလို့ဒီလိုအချိန်ဒီမှာရိုးရိုးရေဖြည့်တာနဲ့ဆိုင်ရင်ပေါ့နော်။ဓာတ်စာရေကိုဖြည့်တာကတော့ပို့ပြီးတော့မှတော့တင့်တော်တယ်လို့တော့ကျွန်မပြောချင်ပါတယ်ရှင်။ ပေါ့နော်ကျမတို့တွေကဒီခန္ဓာကိုယ်ထဲမှာပေါ့နော်ဒီရေနဲ့အတူပဲဒီလိုမျိုးပေါ့နော်ဆိုဒီယမ်နေပိုတက်ဆီယမ်နေနော်ကလိုရိုက်တွေဒါတွေကတော့ဒါဆုံးရှုံးသွားတာပေါ့အကယ်၍ကိုကမဖြည့်ပဲနေဥပမာဆိုရင်ဓာတ်ဆိုင်ရေမတောက်ပဲနေရေကြီးကြီးပဲတောက်မယ်ဆိုလို့ရှိရင်ပေါ့နော်အခုပြောသလိုပဲဆိုဒီယမ်နဲ့ပိုတက်ဆီယမ်တို့ကကျသွားတယ်ကျသွားတဲ့အခါမှာဆိုတော့အရင်ဆုံးပေါ့နော်ဘာဖြစ်လဲဆိုတော့နည်းနည်းမူးတာပေါ့ပြောမယ်ဆိုလို့ရှိရင်ဆိုဒီယမ်တွေကျသွားတဲ့အတွက်ကြောင့်မလို့လူကမူးရိပ်မူးရိပ်တွေစိုက်ပြီးတော့မှဖြစ်လာတယ်နောက်ပြီးတဲ့အခါကျအာခေါင်းတွေ၆လာမယ်နောက်တစ်ခါကျလို့ရှိရင်တော့ကျမတို့လည်းဒါကျွတ် ်တက်တာမျိုးပေါ့နော်အထူးသဖြင့်ဒါပိုတက်ဆီယမ်ကျသွားတဲ့အတွက်ကြောင့်မလို့မှဆိုလို့ရှိရင်ကြွက်သားတွေမှာဆိုလို့ရှိရင်ဒါပိုတက်ဆီယမ်တွေကညော့ပြီးတော့မှကြွက်တက်တာမျိုးဖြစ်ပြီးတော့မှနောက်ဆုံးပြောမယ်ဆိုရင်တော့မိလဲသွားတာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်မိလဲရကနေပြီးတော့မှဒါပေါ့နော်ချက်ချင်းမဖြစ်နိုင်ဘူးဆိုလို့ရှိရင်တော့ဒါကျမတို့အသက်ဆုံးရှုံးသွားတဲ့အထိတောင်မှဆိုးဝါးသွားနိုင်တယ်လို့တော့ကျမတို့ကပြောလို့ရပါတယ်ရှင့် ော်ကျမတို့ဒီမှာကတော့ဗောနော်ပထမအဆုံးဗောနော်ပြောချင်တာကတော့ဥပမာစီချိုရှိတယ်နောက်ပြီးတော့မှသွေးတိုးရှိတယ်ဆိုရဲဆိုလို့ရှင်တော့ဗောနော်ကိုသုံးမဲ့ဓာတ်စာကိုတော့ကျမတို့ကကြည့်ဖို့အရေးကြီးပါတယ်ရှင်အဲ့တော့ကိုသုံးတဲ့ဓာတ်စာမှာဥပမာဆိုလို့ရှင်ဗောနော်ဂလူးကို့စ်တွေများနေသလားเนาะနောက်ပြီးတော့မှလည်းအချိုတွေပေါ့ရှူဂါတွေထည့်ထားသလားဗောနော်ဒါတွေကလည်းဓာတ်စာထုတ်ဆိုတဲ့ဟာမျိုးကလည်းအမျိုးအစားတွေကတော့ကျမတို့အများကြီးရှိပါတယ်အဲ့လိုမျိုးအများကြီးရှိတဲ့အတွက်ကြောင့်မလို့ကိုသုံးမဲ့ပစ္စည်းတွေကိုတော့အရင်ဆုံးကြည့်ပေးဖို့အရေးကြီးပါတယ်ရှင်ကျမတို့နိုင်ငံမှာတော့ဗောနော်အရင်တော့ကတော့ကျမတို့ကဒီဓာတ်စာ ာအတွက်ဆိုလို့ရှိရင် OIS ပေါ့နော်အဲ့ဒါကိုဆိုရှင် WHO ရဲ့ guideline အတိုင်းထုတ်ရတယ်ပေါ့နော် WHO ရဲ့အတိုင်းပဲထိတ်ထားတယ်ဆိုလို့ရှိရင်အဲ့ထဲမှာတော့ကျွန်တော်တို့ဆိုဒီယမ်ပါတယ်ပိုတက်ဆီယမ်ပါတယ်ဒါပေမဲ့ပထမပိုင်းမှာပေါ့ထုတ်ထားတဲ့ WHO ရဲ့ညွန်တန်းအရာမှာတော့ကြည့်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါကတော့အဓိကကတော့ပေါ့နော်ဒီဆိုဒီယမ်နဲ့ပိုတက်ဆီယမ်အနည်းလေးများတယ်နောက်ပြီးတော့မှခါကြလို့ရှိရင်အချိုတက်လည်းအနည်းလေးများတယ်အဲ့လိုမျိုးများတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေကဥပမာစီးချိုရှိတဲ့လူနာမျိုးတို့နောက်ပြီးတော့မှသွေးတိုးရှိတဲ့လူနာမျိုးဆိုလို့ရှိရင် မတို့ကသတ်မှတ်လေးရှိတယ်ပေါ့နော်ဥပမာတရက်ကိုဆိုရှင်1လီတာလောက်ကတော့ပြဿနာမရှိဘူး1လီတာလောက်ဆိုရှင်ကျမတို့ကတိုက်တယ်ဒါအရင်ကဒါ WHO ရဲ့ formula နဲ့ပေါ့နော် ထုတ်ထားတဲ့ဓာတ်စာထုတ်တယ်ဒါပေမဲ့အခုနောက်ပိုင်းကျတော့ WHO ကနေပြီးတော့မှလည်း new formula ဆိုပြီးတော့မှအစ်စ်ထုတ်ပါတယ်ရှင်အဲ့လိုအစ်စ်ထုတ်ထားတဲ့ formula မှာကျတော့သူကဘာလို့ short ချလိုက်လဲဆိုလို့ရှင်အဓိကကတော့ပေါ့နော်ဥပမာဆိုလို့ရှင်အချိုဓာတ်ပေါ့နော်အချိုဓာတ်ကိုဆိုလို့ရှင် glucose ကိုလည်းသူက short ချလိုက်တယ်ဆိုဒီယမ်တို့ဆိုလို့ရှင်လည်း short ချလိုက်တယ်အဲ့လို short ချလိုက်တဲ့အတွက် ်ကြောင့်မလို့အခုနောက်ပိုင်းမှာထွက်လာတဲ့ formula အစ်စ်ဆိုတာတော့ရှိပါတယ်အဲ့ဒီ formula အစ်စ်နဲ့ထုတ်ထားတဲ့ဒစိမ့်ကတော့အမျိုးစုံရှိတယ်ပေါ့နော်အဲ့ဒီမှာဒီမှာမှာကျမတို့ကပြန်ပြီးတော့မှကိုကိုကိုကြည့်ရမယ်အဲ့တော့သူက WHO formula အစ်စ်နဲ့ထုတ်ထားတယ်ဆိုလို့ရှိရင်ဒါစီးချိုအတွက်လည်းသုံးလို့ရတယ်နောက်ပြီးတော့မှပေါ့နော်သွေးတိုးရှိတဲ့လူနာတွေအတွက်လည်းသုံးလို့ရပါတယ်ရှင်နော်အဲ့ဒါကြောင့်မလို့တစ်ခါတစ်ခါကြတော့ပေါ့နော်ဥပမာမားတက်တာကြတော့ပါလေဆိုရှင်ကိုတောက်မဲ့ဓာတ်စာထုတ်ရည်ရာဆိုလို့ရှိရင်ဥပမာရိုးရိုးအချိုရည်ထုတ်လာတာနော်ဒါလေးကနည်းနည်းလေးရောရောထွေးတာလေး ီးတော့ရှစ်တက်ကြပါတယ်နေအရန်ပူတဲ့အချိန်ဒီမှာပေါ့ကျမတို့တွေကချွေးတွေအရန်ထွက်သွားပြီးတော့မှကျမတို့တွေကဒီအစာပေါ့ဆူရန်နီပိုတက်ဆီယမ်နေဆုံးရှုံးသွားတဲ့အတွက်ကြောင့်မလို့တောက်တယ်ဆိုတော့တိတ်ပြောမှတော့ပြဿနာမရှိဘူးဒါပေမဲ့ပေါ့နော်တကယ်ကိုပဲ one shot one ပြက်ဖြစ်နေတဲ့သူတွေပေါ့နော်အဲ့တော့ဒီလိုမျိုးနွေရာသီချိန်မှာလဲ one shot one ပြက်ကလည်းတွဲပြီးတော့ဖြစ်တတ်တာဆိုတော့အဲ့လိုအချိန်မျိုးမှာဆိုရင်တော့ကျမတို့ကောင်းတာတော့ပေါ့နော်တကယ်ကိုပဲ formula မမှန်ကန်ကန်နဲ့ထုတ်ထားတဲ့ဓာတ်စာထုတ်မျိုးဆိုလို့ရှင်တော့ပို့ပြီးတော့မှလဲတင့်တော်ပါတယ်ဒါမျိုးလေးတွေကို လည်းလေအဓိကရွေးချယ်ပြီးတော့မှတော့အသုံးပြုရင်တော့ပို့ပြီးတော့မှအကျိုးရှိစေမယ်ဆိုတာလေးကိုတော့သိစေချင်ပါတယ်ရှင့် ီထွက်များတယ်ဆိုဆိုဒီယံအစားပြန်ထိုးတယ်ပိုတက်ဆီယံအစားပြန်ထိုးတယ်အဲ့လိုအချိန်မျိုးမှဆိုတော့ဓာတ်စားရေရတော့တောက်လို့ရတယ်နောက်တစ်ခုကတော့ကျမတို့ကဖြစ်နိုင်တာတော့ပေါ့နော်ဖြစ်နိုင်အသီးဖြော်ရေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဥမောင်ဆိုရှင်ကိုကအသီးလက်လက်ဆက်ဆက်ကိုပဲပေါ့နော်စားလေးနည်းနည်းထည့်ပြီးတော့မှအာထည့်တယ်နောက်ပြီးတော့ကြားလေးနည်းနည်းထည့်ပြီးတော့မှဆိုရှင်အသီးဖြော်ရေမျိုးဆိုရင်တော့ကျမတို့ကပို့ပြီးတော့မှသဘောကျပါတယ်အဲ့တော့ဥမောင်ဆိုရှင် energy drink တွေလိုမျိုးကြတော့ပေါ့နော်ဒါကလေရေစားပြီးတယ်ဆိုတာခဏတာပဲဖြစ်ပါတယ်ရှင်အဲ့တော့ကျမတို့ကဒါ chemical နဲ့ပါထားတဲ့ ဥစ္စာမျိုးဆိုလို့ရှိရင်တော့ဒါအာသတိထားရမယ်အချက်လို့လည်းကျမတို့ကပြောလို့ရပါတယ်အဲ့တော့ဒီလိုမျိုးပေါ့နော်ဥပမာဆိုရင် energy drink တွေလိုမျိုးဆိုလို့ရှိရင်တော့ဒါဥပမာစီချိုရှိတဲ့လူနာမျိုးဆိုလို့ရှိရင်တော့ဒါလုံးဝမတောက်သင့်ဘူးဆိုတာလေးကိုတော့ကျမတို့ကပြောချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ပေါ့နော်ဥပမာပေါ့တချို့သော energy drinks တွေကရေခဲစိမ့်ထားတယ်ဆိုတော့အေးတာပေါ့နော်အဲ့တော့အေးတဲ့ချိန်မှာတော့ဒီလိုရာသီဥတုမျိုးမှဆိုရှင်တော့တောက်လိုက်လို့ကတော့တောက်လိုက်တယ်ပေါ့ချက်ချင်းတော့သူကအေးသွားတယ်လို့ထင်မိမိလေသူကဘာလို့ဖြစ်စီလဲဆိုတော့ဒီ chemical တွေရောပေါ့နော်ဒီ super တကြားပေါ့နော်ပြောမယ် ဆိုလို့ရှိရင်တော့ဒါအာတကြောင်မှမသွားစူပါတကြားရှိတယ်သွားကက်မီကယ်နဲ့အမျိုးစားပိုလောက်ထားတာပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်လို့သူကရေပိုစားပါတယ်နော်အဲ့တော့တောက်လိုက်တော့ခဏမှဆိုလို့ရှိရင်တော့လေဒါရေစားပြေသွားတယ်လို့ရှိတယ်ထင်မိမယ်လေသူကကြတော့ခဏလေးအချိန်အတွင်းမှာပဲပေါ့နော်ရေကိုပိုစားပြီးတော့မှလည်းဖြစ်စေပါတယ်ဒါကချွေးထွက်တဲ့ခါပေါ့အဲ့တော့ဥမာဆိုလို့ရှိရင်တော့1 shot 1ပြည့်ဖြစ်နေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်တော့ဒါကျမတို့ကတော့ဒါဓာတ်စားရေတစ်ခုပဲပေါ့နော်ဒီလိုအချိန်မျိုးမှာဆိုရင်တော့ဒါအသီးဖြော်ရေတောင်မှကျမတို့မတိုက်ပါဘူးဓာတ်စားရေတစ်ခုကိုပဲ ယ်ဒီဓာတ်စာရေးတိုက်တဲ့အခါမှာလေတကယ်ကိုပဲ WHO ရဲ့ formula နဲ့ပေါ့နော်သူကသူမမှန်ကန်ကန်ပြုတ်လောက်ထားတဲ့ဓာတ်စာမျိုးပဲအသုံးပြုတယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့မှလည်းကောင်းပါတယ်ရှင့်ဒါလေးကိုတော့ကွက်ကွက်ပြပြလေးလည်းသိစေချင်ပါတယ်ရှင့် เนาะကျမတို့တွေကပေါ့နော် WHO ကကြတော့အရင်တော့ကပေါ့နော်ဒီဓာတ်စားတွေရဲ့ formula ပေါ့နော်အခုပြောသလိုသူတို့တွေကဒီဓာတ်စား formula ကိုကျမတို့အနည်းငယ်ပြောင်းပလိုက်တယ်အထူးသဖြင့်တော့ဒီစီချိုလူနာတို့သွေးတိုးလူနာတို့တွေကိုပေါ့နော်ဟိုတောက်စီချင်းနဲ့ one shot one ပြည့်ဖြစ်တဲ့ခါမှာပဲဖြစ်ဖြစ်နောက်ပြီးတော့မှနေတွေအရန်ပူပြီးတော့မှရေဓာတ်ဆုံးရှုံးတဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတောက်ဖို့ဆိုပြီးတော့ formula ကိုပြောင်းလဲလိုက်တယ်အဓိကကတော့ဗာပြောင်းလိုက်လိုက်ဆိုလို့ရှိရင်သူတို့ osmolarity ပေါ့နော် osmolarity ကအရင်တော့ကကြတော့ကျမတို့အဟောင်းမှာတော့ကကြတော့သူကနေပြီးတော့မှ300 1.17ပေါ့အခုဆိုလို့ရှိရင်သူက145ပေါ့เนาะအဲ့တော့ osmolarity ကို short လိုက်တဲ့အတွက်ကြောင့်မလို့လေကျမတို့ကတောက်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ပြန်ပို့ပြီးတော့မှလဲပေါ့เนาะလွယ်လွယ်ကူကူနဲ့ပဲ absorb လုပ်ပြီးတော့မှချက်ချင်းပဲ effective ဖြစ်တယ်ပေါ့เนาะဒါလေးတစ်ချက်နောက်တစ်ခါကျတော့ပါတဲ့ ingredients တွေပေါ့เนาะ ingredient တွေမှာဆိုလို့ရှိရင်လည်းဥပမာ sodium ဆိုလို့ရှိရင်အရင်ကဆိုလို့ရှိရင်3.5 gram per deciliter ပါတယ်အခုဆိုလို့ရှိရင်တော့2.6ပေါ့เนาะဒါပြန် short လိုက်တာပေါ့နောက်တစ်ခါကျတော့ potassium ကိုတော့ဒါအပြောင်းလဲမရှိဘူးအဲ့တော့အဓိကကတော့ဒီ potassium Potassium เนี่ยမပြောင်းတာတော့အခုပြောသလိုပေါ့ Potassium เนี่ยတအားယော့သွားတယ်ဆိုလို့ရှိရင်ဒါကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာဒါအများကြီးပဲเนาะနှလုံးအတွက် teach ခိုက်တာတို့နောက်ပြခါကြလို့ရှိရင်ဟိုစားလေးကြွက်တီတက်တာမျိုးပေါ့เนาะဒါမျိုးတွေအများကြီးရှိတယ်ဆိုတော့ဒါတို့တော့မပြောင်းလဲဘူးပေါ့เนาะအဲ့တော့နောက်တစ်ခုကတော့ကျမတို့တွေက dextrose ပေါ့เนาะအဲ့တော့ dextrose ကတော့ဒီအချိုတက်ကိုဆိုလို့ရှိရင်အရင်တော့ကတော့ကျမတို့က 20g/dl ပါတယ်အခုနောက်ပိုင်းမှာကျတော့73.5ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်တော့ဒါတော်တော်လေးကိုယော့သွားတာကိုကျမတို့ကတွေ့ရတယ်ဒါကြောင့်မလို့အခုနောက်ပိုင်းမှာကျမတို့ကဓာတ်စာ တွေကိုတောက်တဲ့အခါမှာဆိုလို့ရှိရင်ဒါ new formula ပေါ့နော်ဒါ new formula နဲ့အဲပေါ့နော်ထပ်ပြီးတော့မှထုတ်လုပ်ထားတဲ့ဓာတ်စာမျိုးဆိုလို့ရှိရင်တော့တေချာလေးပဲရွေးချယ်တောက်ကြပါဆိုတာလေးတော့ကျမတို့ကဖြစ်စေချင်တယ်တနည်းပြီးတော့အကြံလေးပေးချင်တယ်ပေါ့နော်အဲ့တော့ဒါနှစ်ခုအဆိုရှင်ကွာချသွားတဲ့အတွက်ကြောင့်မလို့လေအခုကျမပြောသလိုပဲအဲစာစီကြုံယူလူနာရောနောက်ပြီးတော့မှသွေးတိုးရှိတဲ့လူနာတွေရောတောက်လို့ရပါတယ်လို့တော့ကျမအသိပေးချင်ပါတယ်ရှင့် ယ်အဲ့တော့ကျမတို့ဓာတ်စာထုတ်တရတော့နော်ပုံမှန်အပြင်ကတော့1လီတာပေါ့နော်အဲ့တော့ကျမတို့တွေကတထုပ်ကိုဆိုလို့ရှိရင်1လီတာနဲ့ပဲကျမတို့ဖြော်တယ်ပေါ့ဒါကတော့ WHO ကနေပြီးတော့မှတပ်ပတ်ထားတဲ့ formula ပဲပေါ့နော်အဲ့တော့ကလေးတွေမှာရောကျမတို့တွေကဘယ်လောက်တောက်ရမလဲဆိုတော့ဥပမာကလေးတွေပေါ့တချို့ဆိုရှင်ရင်ပေါ့နော်ဥမောင်းသွေးလွန်တုတ်ကွေးဖြစ်တာပဲဖြစ်ဖြစ်နောက်ပြီးတော့မှချွေးတွေအများကြီးထွက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဖြော်တာကတော့ကျမတို့တွေကဥမာဆိုလို့ရှိရင်တော့ဒါမျိုးတထုပ်ဆိုလို့ရှိရင်တော့ WHO ရဲ့ new formula အစ်စ် solution တော့အဲ့ဒါနဲ့ထုတ်လုပ်ထားတဲ့ဒီဇိမ့်မှန်သမ များပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်တော့ဒါ1လီတာရေပလင်းနဲ့ပဲဖြောမယ်ပြီးတဲ့အခါကျလို့ရှိရင်တော့ဥပမာကလေးရပေါ့เนาะတရက်ကိုနည်း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 တောက်မယ်ဆိုလို့ရှိရင်တော့ဒါ24နာရီအတွင်းပဲပေါ့เนาะအဲ့တော့ဥပမာဆိုရှင်တနေ့ကုန်လုံးအတွင်းမှာပဲကလေးလေးကိုဆိုလို့ရှိရင်များသောအားဖြင့်တော့ကျမတို့တွေကကလေးလေးမှာဆိုတော့150နဲ့900ကြားပေါ့ဒါကျမတို့ကလေးဒါ6လလောက်ကလေးကဥပမာ1လီတာအရှော့ရဲဆိုလို့ရှိရင်ကျမတို့ဒါဓာတ်စာရေးတိုက်တဲ့ပမာဏပေါ့เนาะအဲ့လိုမျိုးဆိုတော့150နဲ့900ကြားပဲဒီပလင်းရဲ့တဝက်ပေါ့ဒါလည်း24 hour အတွင်းမှာပဲတောက်တယ်ပြီးတော့မှ24 hour ကြော ်သွားပြီဆိုလို့ရှိရင်ကျမတို့ကဒါတွန်ပလိုက်တာမျိုးပေါ့နော်ဒါမျိုးလေးလုပ်တယ်လူကြီးတွေမှာတော့များသောအဖြစ်ကတော့ဥပမာဆိုရှင် one shot တဲ့အချိန်မျိုးမှာဆိုကျမတို့ကအနည်းဆုံး2လီတာပေါ့နော်2လီတာဆိုရှင်တော့နှစ်ပလင်းပေါ့အဲ့ဒါဆိုရင်တော့နှစ်ထုပ်ပေါ့နော်ဒါမျိုးလေးတွေတော့တောက်လေးရှိတယ်ရှင်အဲ့တော့အခုပြောသလိုတစ်နှစ်အောက်ကလေးတွေကတော့များသောအဖြစ်ကတော့250 500ပေါ့ဒါတော့ကလေးတွေဝမ်းသွားတဲ့ပုံမှာမူတည်ပြီးတော့မှကျမတို့ကတိုက်တယ်နောက်ပြီးတော့မှကလေးလေးနှစ်၅နှစ်လောက်အထက်ဆိုလို့ရှိရင်တော့ဒါများသောအဖြစ်တော့အနည်းဆုံးကျမတို့က1လီတာပေါ့နော်1လီတာတောက်ရမှာဖြစ်တဲ့အတွက်ကြောင့် ဒပလင်းကိုတော့24နာရီအတွင်းဖြော်ပြီးတော့မှကုံအောင်တောက်ခိုင်းနေပေါ့နော်ဂိမ်းမတုံကုံခဲ့ဘူးဆိုလို့ရှိရင်လည်းဒါကျမတို့ဒါပြစ်လိုက်တာပေါ့ဒါလို့တော့ကျမတို့ပြစ်လုပ်ပါတယ်ရှင့် ုနွေရသည်မှာလဲဆိုရင်တော့เนาะဖြစ်နိုင်မယ်ဆိုလို့ရှင်တော့ကျမတို့ကဓာတ်စာတောက်တာကတော့ပို့ပြီးတော့မှလဲပို့ပြီးတော့မှလဲတင့်တော်ပါတယ်ပို့ပြီးတော့မှလဲကောင်းတယ်ပေါ့ဘာလို့လဲဆိုလို့ရှင်ကျမအခုပြောသူလိုပါပဲချွေးထွက်သွားတဲ့အခါမှာဆိုရင်တော့ဒီဆိုဒီယမ်နဲ့အဲပေါ့เนาะဒီအချိုဓာတ်တွေပေါ့เนาะဒါတွေကဂလူကို့စ်တွေကဆုံးရှုံးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အကယ်၍ပေါ့เนาะဆိုဒီယမ်တွေအရန်ကုန်သွားမယ်နောက်တော့ပိုတက်ဆီယမ်တွေအရန်ကျသွားမယ်ဆိုလို့ရှင်တော့ဒါကျမတို့မလိုလားအပ်တဲ့ပြဿနာတွေပေါ့เนาะအထူးသဖြင့်တော့ဥပမာမိလဲတာမျိုးတော့မူးတာမျိုးပေါ့အရင်ဆုံးကတော့မူးတယ်နောက်တော့မှမိချင်တယ်လို့လို့ဖြစ်လာတယ်ပြီးရခါ ျလို့ရှင်ချွတ်တီတက်လာတယ်ပြီးရခါကျလို့ရှင်ကျမတို့လဲကြတယ်ပြီးလို့ရှင်ကျမတို့ဒါအသက်ဆုံးရှုံးသွားတယ်ပေါ့เนาะအဲ့တော့ဒါမျိုးတွေမဖြစ်အောင်ချွေးတွေအရန်ထွက်လာပြီဆိုလို့ရှင်တော့အချိုရည်တောက်တာနဲ့ဆိုင်ရင်တော့ကျမတို့ဒီလိုဓာတ်ဆိုင်ရည်မျိုးကိုတောက်တာမျိုးကတော့ပို့ပြီးတော့မှလည်းတင့်တော်ပါတယ်ပို့ပြီးတော့မှလည်းကျမရည်နဲ့ကိုက်ညီပါတယ်လို့တော့ကျမအကြံပေးချင်ပါတယ်ရှင် ပေါ့နော်ကျမတို့တွေကဓာတ်စာထုတ်ဖျော်တဲ့နေရာမှာပေါ့နော်ဥမာဆိုလို့ရှိရင်ရေအေးနဲ့ပေါ့နော်ဥမာရေခဲရေနဲ့ဖျော်တာမျိုးတို့နောက်ပြီးတော့မှရေနွေးကြီးနဲ့ပေါ့နော်ရေပူပူကြီးတွေနဲ့ဖျော်တာမျိုးကတော့လုံးဝလုပ်လို့မရပါဘူးအဲ့တော့အဓိကကတော့ပေါ့နော်တာမန်ရေပဲပေါ့နော်တာမန်ရေပဲကျမတို့ပုံမှန်ပေါ့နော်ရေတန့်ချီနဲ့ပဲကျမတို့ဖျော်လို့ရပါတယ်နောက်တစ်ခုကတော့ပေါ့နော်ဒီဓာတ်စာထုတ်ကိုပေါ့နော်ဥပမာကိုကပေါ့နော်900ပဲတောက်ချင်လို့ဆိုပြီးတော့မှတဝက်ပဲခွဲဖျော်တာမျိုးပေါ့နော်ဒါမျိုးဆိုလို့ရှိရင်လည်းဒါသူ့ရဲ့အာနိသင်မရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုတော့မဖျော်ဖျော်လို့မရပါဘူး နောက်တစ်ခါတော့ဗောနော်တစ်သီးတွေနဲ့ဗောနော်ဥမာဆိုလို့ရှိရင်ဒါဗောနော်ဓာတ်စားရဲ့အရသာဆိုလို့ရှိရင်ဗောတိတ်ပြီးတော့မှမကြိုက်ဘူးဗောနော်မကြိုက်တဲ့အတွက်ကြောင့်မလို့တစ်သီးဖြော်ကြီးလှုပ်လိုက်မယ်ပြီးတော့မှအဲတစ်သီးဖြော်ကြီးတွေကိုဗောနော်ကျွန်တော်တို့ဟိုဟာဗောဖြူးလိုက်တာဗောစားဖြူးတယ်လို့မျိုးဗောနော်အဲ့လိုမျိုးဖြူးပြီးတော့မှဖြော်တယ်ဆိုလဲဒါကတော့သူ့ရဲ့ formula ဖြော်နီးမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီလိုတော့ဖြော်လို့မရပါဘူးရှင်ဒါကြောင့်မလို့ဒီလိုမျိုးဖြော်နီးတွေနဲ့တော့ဖြော်မဖြော်ကြပါနဲ့လို့တော့ကျွန်မဒါအကြံပေးချင်ပါတယ်